ားလုံးပဲမင်္ဂလာပါဆိုတော့ကျွန်တော်ဖခင်ရဲ့နှုတ်ကပတ်တော်ကိုလေ့လာခြင်းဆိုတဲ့ကောင်းစဉ်အဖြစ်ကျွန်တော်ပြန်လည်ပြီးခါမှာအပိုင်း1ကိုလေ့လာကြမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်အပိုင်း1မှာကျွန်တော်ဟောပြောခဲ့အရာလေးတွေကိုပြန်ပြီးခါမှာကောက်နှုတ်ချင်ပါတယ်ဆိုတော့ကျွန်တော်အရေးကြီးတမန်ကျမ်းစာကိုလေ့လာတဲ့ခါမှာအရေးကြီးတဲ့အချက်2ချက်ရှိပါတယ်နံပါတ်1ချက်ကဘာလဲလူနံပါတ်2ချက်ကနီးစနစ်လူကဘယ်လောက်ပဲကောင်းကောင်းဝိညာဉ်နော်လူကဘလောက်ပဲဝိညာဉ်လိုဖြစ်ဖြစ်နီးစနစ်မကောင်းစစ်မနဲ့တမာတရားကိုနဲ့နဲ့နဲ့ကျွန်တော်နားမလည်နိုင်ပါဘူး ကျွန်တော်ကနီးစနစ်ဘလောက်ပဲကောင်းကောင်းဝိညာဉ်လူเนาะမဖြစ်ဘူးဆိုရင်အာနားမလဲနိုင်ဘူးဒါကြောင့်ကျွန်တော်ရဲ့အတ္တဓာတ်ထဲမှာ check in balance ဖြစ်ဖို့အတွက်ဝိညာဉ်လူလည်းဖြစ်ရမယ်နီးစနစ်လည်းကောင်းဖို့အတွက်ကိုကျွန်တော်ပထမပိုင်းမှာလည်းပြောပြီးသွားပါပြီဆိုတော့ဆက်လက်ပြီးကျွန်တော်ကြည့်ရအောင်အဲဝိညာဉ်လူအကြောင်းကိုလေ့လာတဲ့အခါမှာဝိညာဉ်လူဖြစ်ဖို့အတွက်တမာချမ်းစာလေ့လာမဲ့လူကဘယ်လိုမျိုးဖြစ်ရမလဲနံပါတ်၁ချက်ဝိညာဉ်လူဖြစ်ရမယ်နံပါတ်၂ချက်ကပါလဲဆိုရင်တော့ second အနှံ့ချင်းရှိရမယ်မိမိရဲ့အချင်း ကိုယ့်ရဲ့နော် Bible study လုပ်နိုင်ဖို့ကျွန်တော်တို့ကအချိန်ပေးနိုင်တော့သူဖြစ်ရမယ်စက္ကန့်အနှံချင်းနော်ဖခင်ရဲ့နှုတ်ကပတ်တော်တဲ့အချိန်ပေးနိုင်တော့သူဖြစ်ရမယ်နံပါတ်3ကပါလဲဆိုကိုလေ့လာထားတဲ့မှန်သမျှဝိညာဉ်ရေးရာဖော်ပြပေးထားတဲ့အရာဝိညာဉ်တော်ဖော်ပြပေးထားတဲ့အရာနဲ့ကိုလေ့လာထားတဲ့အရာတကယ်ပဲလက်တွေ့ကြကြလှုပ်ဆောင်တဲ့ဖခင်ရဲ့ဒါသမီးတွေဖြစ်မှတာလဲအတွင်းလူကနော်ပူပြီးခါမှကြီးထွားလာမယ်ဆိုတဲ့အကြောင်းအရာတွေကိုကျွန်တော်ဆက်လက်ပြီးခါမှကျွန်တော်အပိုင်း1မှာလဲလေ့လာခဲ့ပြီးသားဖြစ်ပါတယ်ကျွန်တော်ပြန်နှွှေးနေတာဖြစ်ပါတယ်ဆိုတော့ အဲ့မှာကျွန်တော်ဝိညာဉ်လူဖြစ်ရမယ်ဆိုဘယ်လိုမျိုးဝိညာဉ်လူဖြစ်ရမလဲယေရှုခရစ်ကိုမိမိရဲ့ကယ်တင်ပိုင်ရှင်ဖြစ်ယုံကြည်လက်ခံတော်သူသားလေးဝိညာဉ်နော်လူဖြစ်တယ်ဆိုတာကိုကျွန်တော်ကတွေ့လို့ရပါတယ်အဲ့ကြောင့်မဲဝိညာဉ်တော်အကြောင်းကိုဝိညာဉ်လူကပဲနားလည်နိုင်တယ်ဇာတိလူကနားမလည်နိုင်ဘူးဆိုတဲ့အကြောင်းအရာတွေကိုလည်းကျွန်တော်တို့တူကလေ့လာကြည့်ပြီးသားဖြစ်ပါတယ်အဲ့ကြောင့်ဇာတိလူကဝိညာဉ်ရဲ့အကြောင်းအရာကိုနားမလည်နိုင်ဘူးဝိညာဉ်လူကလည်း တမာကျန်းစာကိုနားလည်နိုင်တဲ့ဘုရားသခင်ရဲ့စိတ်တော်ကိုနားလည်နိုင်တဲ့ဆိုတော့ကျွန်တော်အပိုင်းတစ်မှာလေ့လာပြီးသားဖြစ်ပါတယ်ဆိုတော့အပိုင်းနှစ်မှာကျွန်တော်လေ့လာရမယ်အကောင်းစဉ်ကဘာလဲဆိုရင်ဝိညာဉ်လူထံမှာဝိညာဉ်ရေးရာအချက်လက်များကိုဘုရားကဖော်ပြပေးတယ်ကောင်းစဉ်တရမယ်ဆိုရင်တော့ဝိညာဉ်လူထံဝိညာဉ်ရေးရာအချက်လက်များဖော်ပြပေးခြင်းဆိုတဲ့ကောင်းစဉ်နဲ့ကျွန်တော်တို့လေ့လာကြမှာဖြစ်ပါတယ်ခဏစုတောင်းစက္ကန့်နှံကြရအောင်သာဝဗျာနာမတော်ချီးမွမ်းနေဒီမိမှာလည်း ိုတော့ရဲ့နှုတ်ကပတ်တော်ကိုဆက်လက်ပြီးမှလေးလာနိုင်တဲ့ခွန်ကိုတော်ပြင်ဆင်ပေးတဲ့အတွက်ကြောင့်နာမှာတော့ချီးမွမ်းတဲ့နောက်ဆုံးသောကာလမှာကိုရဲ့နှုတ်တော်ထွက်ကိုမှန်မှန်ကန်ကန်အားဖြင့်စင့်မှန်တဲ့တမန်တော်ကိုနားလည်ပြီးမှလွတ်မြောက်ခြင်းရရှိတဲ့ဘုရားရဲ့ဒါသမီးယုံကြည်သူများဖြစ်ဖို့တိတ်ပြီးခါမှာအရေးကြီးပါတယ်။ဒါကြောင့်ကိုတော်ပြားကိုတော်နိုင်ငံတော်ကျဲပြတ်နိုင်ရန်လို့ငါဝိညာဉ်တော်ဘုရားဒါသမီးတို့အတူပါရှိပေးတော်မူပါ။ဟောပြောသူတော်တော်လကောင်းဂျာနာသူတော်တော်လကောင်းကောင်းချီးမင်္ဂလာဖြစ်စေတော်မူပါ။ ကိုတော်ဖျားကျွန်တော်တို့နှလုံးသားအဖြစ်ကိုတော်နှုတ်တော်ထွက်ကိုနားလည်ပြီးတကယ်ပဲလက်တွေ့ကြကြအသက်ရှင်နေရတဲ့ဝိညာဉ်တော်ဖျားသာသမျှနေ့စဉ်နေ့တိုင်းတွင်တွင်ပေးတော်မူပါယေရှုနာမဖြင့်ဆုတောင်းဆက်ကအနှံ့ကြပါဖျားတခင်အာမင်ဆိုတော့ကျွန်တော်ခုနဖော်ပြပေးပြီးသွားပါပြီဆိုတော့အပိုင်း၁မှာကျွန်တော် ဖော်ပြပေးခဲ့တဲ့အရာတွေကိုခုနကျွန်တော် ပြောသွားပါပြီဆိုတော့ဝိညာဉ်လူ ဖြစ်ဖို့လိုတဲ့အကြောင်းအရာကိုကျွန်တော်ပြောပြီးအခုကဘာလဲဆိုရင်ဝိညာဉ်လူထံမှာပဲဖះရှင်ကဝိညာဉ်ရာချက်လက်တွေကိုဖော်ပြပေးတယ်ဆိုတော့ကျွန်တော်တွေ့လို့ရပါတယ်အဲအကြောင်းအရာကိုဘာလဲဆိုရင်နံပါတ်မှာအချက်၃ချက်နေနဲ့ကျွန်တော်ဆက်လက်ပြီးမှလေ့လာလို့ရတယ်နံပါတ်၁ချက်ကတာမန်ယုံကြည်သူလို့နော်ခေါ်တဲ့လူရှိမှာဖះကသူ့ရဲ့ဝိညာဉ်ရာအချက်လက်တွေကိုမဖော်ပြပေးနိုင်ပါဘူးတမျိုးနဲ့ပြောတော့ solid man solid believer နော်ဘာလဲဆိုတော့ ဝိတာမန်ယုံကြည်သူတွေရှိမှာဝိညာဉ်ရာအချက်လက်ကိုဘုရားရှင်ကဖော်ပြပေးလို့မရဘူး။ဘာဖြစ်လို့ဆိုရင်တော့ဝိတာမန်ယုံကြည်သူကဝိညာဉ်ရေးရာပိုင်းမှာသူက နားမလည်တဲ့အတွက်ကြောင့်။အော်ယေရှုခရစ်ဟာငါရဲ့ကယ်တင်ပိုင်ရှင်ဖြစ်ပါလဲဆိုတော့ကောင်းအားဖြင့်တော့သိတယ်။နှလုံးသားမှာတော့နားမလည်နိုင်ဘူး။ယုံကြည်လက်ခံနိုင်ခြင်းမရှိဘူး။ဘသူလို့လဲနီကောရင်လို့ဗောကျန်တဲ့ပုပ်ကိုကြည့်သူမြောက်တွင်တွင်ပေးတယ်လို့ရှဟက်ဒရန်အဖွဲမှာတကယ်ပဲပြည့်စုံတော့သူဖြစ်ပေမဲ့လည်းပဲ ဒုတိယမွေးဖွားခြင်းကိုနားမလဲဘူး။ဆိုတော့တင်းနဲ့ကျွန်တော်ရဲ့အတ္တတာမှာလည်းပဲခရိယံဖြစ်တာကြာမှာပါ။ယုံကြည်သူဖြစ်တာကြာမှာပါ။ယေရှုခရစ်ကငါ့ရဲ့ကယ်တင်ပိုင်ရှင်မယ်ဆိုတာကိုကောင်းအားဖြင့်သိတယ်။ဒါပေမဲ့နှလုံးသားအားဖြင့်တကယ်တရားမှတရားယုံကြည်တော်သူမဖြစ်လို့ရှိရင်တင်းကလည်းတာမန်ယုံကြည်သူပဲ။အဲ့တော့ကြောင်းတွေးခေါ်တဲ့လူသမားနော်တွေးခေါ်ပြီးမှပဲ ယေရှုခရစ်ကိုနားလေသဘောပေါက်တော်သူတာမန်ယုံကြည်သူလို့ပဲကျွန်တော်ပြောပြစေဦးနောက်အားဖြင့်ခရစ်တော်ကိုလက်ခံတော်သူနှလုံးသားအားဖြင့်တော့ခရစ်တော်ကိုနားမလဲတော်သူဖြစ်မိလို့ရှိရင်ဝိညာဉ်ရေးရာအချက်လက်တွေကိုသင်တမာကျမ်းစာကို လေ့လာပေမဲ့သိရဲ့အတွင်းလူကမကြည်ထွားနိုင်ပါဘူးထာဝရအသက်ရှင်မဲ့အတွင်းလူကတော့ဘာဖြစ်တယ်လဲဆိုတော့ကြီးထွားဖို့လိုအပ်တယ် ဘာနဲ့ကြီးထွားရမလဲတမာကျန်းစာအဖြစ်ကြီးထွားဖို့လိုအပ်တယ်။ဒါကြောင့်ဝိညာဉ်ရေးရအချက်လက်တွေကိုကျွန်တော်တို့ကစားတောက်နိုင်ဖို့အတွက်ကိုဖျားရှင်ကဝိညာဉ်ရေးရလူရီရှင်မှာပဲဝိညာဉ်ရေးရအချက်လက်တွေကိုဖော်ပြတယ်ဆိုတော့ကျွန်တော်တို့ကတွေ့လို့ရတယ်။ဒါကြောင့်တာမန်ယုံကြည်သူတွေအနေနဲ့ဖြစ်လို့ရှိရင်ကျွန်တော်တမာကျန်းစာကိုကောင်းအားဖြင့်စဉ်းစားမယ်။နှလုံးသားအဖြစ်ကျွန်တော်အတွင်းလူထာဝရအသက်ရှင်မဲ့အတွင်းလူကတော့ဘယ်တော့မှကြီးထွားနိုင်မှာမဟုတ်ပါဘူးခုခုကိုပြန်ဆင်ခြင်းဖို့သိပြီးခါမှအရေးကြီးပါတယ် နံပါတ်2ချက်နေရဇာတိပကတိယုံကြည်သူဇာတိပကတိယုံကြည်သူဆိုတာကဘာလဲဇာတိမှာပဲကြီးထွားတယ်ယုံကြည်သူလို့ပြောပေမဲ့ဇာတိမှာပဲကြီးထွားပါတယ်ဇာတိအတိုင်းအသက်ရှင်တယ်တမျိုးနဲ့ပြောမသူတွေလဲဖာရီရှဲတွေလို့ပေါ့ဖာရီရှဲတွေကဘာလဲဝတ်စုံတော့လှလှပပဝတ်တယ်တကယ်သူများရဲ့အရှိမတော့ကြမ်းတပုတ်ကိုတကယ်ပဲယုံကြည်သူတွေတကယ်ပဲအားကိုးရတယ်လို့ဖြစ်ပေမဲ့အဲ့လူတွေကဘာလဲဆိုတော့ ဇာတိပကတိယုံကြည်သူတွေဖြစ်တယ်သူတို့ရဲ့အကျင့်ကဘလို့လဲဆိုရင်ကလတိဩဝါဒစာအခန်းကြီးကအပိုင်ငယ်16ကနေ27မှာဒီလိုဖော်ပြပေးထားပါတယ် ဇာတိပဂတိအချင်းတို့ဒီထင်ရှားကြ၏ထိုအချင်းမူကားသူမယားကိုပြမှချင်းမတရားတောင်းမိထုံ၌မိဝဲချင်းညညူးစွာချင်းချင်းကိလေသာလွန်ကျူးချင်းရုတ်တုကိုကွယ်ချင်းသူတပားပြူစားချင်းယံညှိုးဖွဲ့ချင်းယံတွေ့ချင်းဂုံပြိုင်ချင်းမျက်ထွက်ချင်းငင်းခုန်ချင်းအချင်းချင်းကွဲပြားချင်းတင်းခွဲချင်းသူအချိုးကိုညူးဆူချင်းလူအသက်ကိုတက်ချင်းရင်မျိုးကိုတောက်ကျူးချင်းဘွဲလုတ်ချင်းစ၍ထိုတို့တော့အချင်းပေတီထိုတို့တော့အချင်းကိုချင့်တော်သူတို့ဒီဖျားသခင်၏နိုင်ငံတော်ကိုအမွေမခံရကြဟုအထက်ကငါပြောနေ ်ခဲ့ပြီးဒီအတိုင်းယခုလည်းငါပြော၏နောက်ဒီမှာဖော်ပြပေးထားပါတယ်ရှင်ပေါလုကယုံကြည်သူဂလတိယုံကြည်သူတွေရှင်မှာဖော်ပြပေးထားတဲ့အရာကဘာလဲဆိုရင်ဇာတိပကတိတော်သူတွေအခုနကျွန်တော်ဖတ်တဲ့အရာတွေနဲ့ဘာဖြစ်လဲဆိုရင်မာမာနတွေကြီးထွားတယ်ငါဆိုတဲ့အရာအလုံးပြည့်စုံတယ်လို့ဖော်ပြပေးထားတဲ့ချုပ်လိုက်မယ်ဆိုရင်ငါဆိုတဲ့အရာရှိလိုက်တယ်ဆိုကြံတဲ့အရာတွေဖျားနေရမှာငါဆိုတဲ့အရာထိုင်လိုက်တယ် ဘသူကပြောပြောငါမပြောင်းလဲနဲ့ငါပြောတာပဲဟုတ်တယ်ဆိုပြီးခါမှကျွန်တော်တို့ကအသက်ရှင်တော့သူတွေဖာရီရှဲရဲ့အသက်တာကိုကြည့်ပါအမြဲတမ်းသူများကိုပဲလည်းညှို့ထိုးတယ်ကိုကိုကိုတော့ the best အနေနဲ့မြင်ပါတယ်အဲ့လိုမျိုးလူကြီးရဲ့ရှင်မဖရားရဲ့ဝိညာဉ်တော်ကအလုံမလုံနိုင်ဘူးမဖုန်ပြနိုင်ဘူးတမန်ကျမ်းစာကိုတော့လေးလာပါရဲ့အမှုတော်တော့စုံပါရဲ့ယုံကြည်သူဖြစ်ပါရဲ့နဲ့ဝိညာဉ်တော်တမန်ကျမ်းစာကိုနားမလဲနိုင်ဘူး ဘုရားကိုချစ်တဲ့ဘုရားရဲ့တသမီသင်ရဲ့အသက်တာမှာကျွန်တော်ရဲ့အသက်တာမှာလည်းအဲ့အတိုင်းပဲယုံကြည်သူဖြစ်တာအရင်ပဲကြားကြားမှာပါဒါမဲ့ကျွန်တော်တို့ကဝိညာဉ်လူမဖြစ်ဘူးဆိုတော့ဘုရားကဖော်ပြခြင်းမရှိရင်သင်ဟာဖာရိရှဲကဲ့သို့သောလူပဲဖြစ်မှာအဲ့ကြောင့်ဘုရားသခင်ရဲ့နည်းနည်းချင်းတမာတရားကိုနားမလည်တဲ့၍ကျွန်တော်တို့ရဲ့အသက်တာထဲမှာအတွင်းလူကမကြီးထွားနိုင်ဘူးအတွင်းလူမကြီးထွားနိုင်မှုဆိုရင်ဘုရားရဲ့အတန်ကိုနားလည်နိုင်တော့သူဖြစ်မှာမဟုတ်ဘူးဒါကြောင့်ဒီအရာတွေကတိတ်ပြီးခါမှာရေးကြည့်ပါတယ် မိမိရဲ့တက်တာကိုပြန်လည်ပြီးခါမှာဆင်ခြင်ဖို့တိတ်ပြီးခါမှာရည်ကြီးပါတယ်အဲ့ဒါကြောင့်ကိုယ့်ရဲ့အတ္တတာကဇာတိပကတိယုံကြည်သူရဲ့အတ္တတာလားဆိုတော့ကိုယ့်ကိုယ်ကိုပြန်ပြီးခါမှာစမ်းစစ်ကြည့်ပါနံပါတ်3ဘယ်လိုမျိုးလူဖြစ်ဖို့လို့လဲဆိုဝိညာဉ်လူဖြစ်ဖို့လို့လဲဝိညာဉ်လူရှိမှသာလျှင်ဝိညာဉ်တော်ကဖွင့်ပြပေးတယ်တဲ့ ဝိညာဉ်လိုကဘယ်လိုမျိုးဖြစ်တယ်လဲတဲ့ကလတီဩဝါဒစာအခန်းကြီး9အပိုင်းငယ်20နဲ့2နဲ့20နဲ့3ထဲမှာရှင်ပေါ်လူကိုယ်တိုင်ကကလတီယုံကြည်သူတို့ထပ်ပြီးမှဖော်ပြပြတာကာဇာတိပကတိလို့ဆိုတာဒီလိုမျိုးအသီးသီးတယ်ကွာတဲ့ဇာတိပကတိအကျိုးမူကချစ်ချင်းဝမ်းမြောက်ချင်းငြိမ်သက်ချင်းစိတ်ရှည်ချင်းဂျေဇူးပြုချင်းကောင်းမြတ်ချင်းတစ္ဆာဆောင်ချင်းနူးညံ့တိမ်မွေ့ချင်းကာမကုံချုပ်တီးချင်းပေသည်တို့တို့အချင်းကိုအဘယ်တရားမှမမြတ်တာဒါဟာဝိညာဉ်တော်နဲ့ပြီးွားတဲ့ နော်ယုံကြည်သူဖြစ်တယ်ဆိုပြီးမှဖော်ပြပေးထားပါတယ်ဆိုတော့လောကကကျွန်တော်ကအသက်ရှင်တဲ့အခါမှာပြည့်စုံတဲ့လူတွေတော့မဟုတ်ပါဘူးဒါမဲ့ကျွန်တော်လဲမယ်ပြန်ထားပြီးမှတနေပြီးတနေဖရားရဲ့တရံတော်နဲ့တူပြီးဝိညာဉ်အသီးသီးတဲ့ဖရားရဲ့သားသမီးတွေဖြစ်ဖို့အတွက်ကိုဖရားရှင်ကအလိုတော်ရှိတာဖြစ်တယ်။ဒါကြောင့်ရှင်ပေါလုကလည်းသူတို့ကိုယုံဒီကလတိယုံကြည်သူတွေခွန်အားပေးထားတယ်ကဲပထမမှာတော့နင်တို့ဒီလိုဖာရီရှဲကတော့အသက်ရှင်ခဲ့တယ်အခုတော့မဟုတ်တော့ယုံကြည်သူတို့ဖြစ်တော့အဲအတိုင်းဖရားရဲ့ဝိညာဉ်တော့ အလိုလိုရှိတဲ့အသီးတွေသိနိုင်ဖို့ဝိညာဉ်လူဖြစ်ပေါ်အတွက်ကိုဆက်လက်ပြီးမှကျွန်တော်ကြိုးစားတော်သူများဖြစ်ကြရအောင်ဒါမှတာလင်ဖျားသခင်ရဲ့အလိုတော်ရှိတဲ့အရာကိုနားတဲ့သဘောပေါက်နိုင်မှာဖြစ်တယ်ဆိုပြီးခါမှဖော်ပြပေးထားပါတယ်အဲ့တော့ကြောင့်ကျွန်တော်အပိုင်းနှစ်မှာကျွန်တော်အတိတ်ကလေ့လာဖို့ဘာလဲဆိုဝိညာဉ်လူထံမှာပဲဝိညာဉ်ရာချက်လက်ကိုထားပါဖျားကဖော်ပြပေးတယ်ဆိုတော့ကျွန်တော်တွေ့လို့ရပါတယ်ဒါကြောင့်ဖျားကိုချစ်တဲ့ဖျားရဲ့တာသမီတွေ ဝိညာဉ်လူဆိုတာကနေတိုင်းစံစာဖတ်မယ်ဒူးထောက်စုတောင်းမယ်နော်နေတိုင်းဘာမှကောင်းတဲ့တရားတွေကျင့်မယ်ဆိုတာမဟုတ်ပါဘူးဝိညာဉ်လူစားဒုတိယမွေးဖွားခြင်းကိုလက်ခံတော်သူဒုတိယမွေးဖွားခြင်းဆိုတာခရစ်တော်ကိုမိမိရဲ့ကယ်တင်ပန်းရှင်ဖြစ်ယုံကြည်လက်ခံပြီးမှဖယားတခင်ရဲ့နှုတ်ကပတ်တော်ကိုဝိညာဉ်ရေးရဖော်ပြထားတဲ့အတိုင်းလိုက်လျှောက်ပြီးမှကိုလေးလာထားတဲ့နေစနစ်နဲ့ပေါင်းပြီးခါမှဖယားရဲ့အလိုတော်အတိုင်း ဖျားထားခဲ့တဲ့စစ်မှန်တဲ့တမာတရားကိုဟောပြောပြီးသူတပားကိုလက်မြောက်ခြင်းပေးတော်သူဖြစ်ဖို့ဖျားရှင်ကအလိုတော်ရှိတာဖြစ်တယ်။သင်နဲ့ကျွန်တော်ကိုဒီကနေ့ထိဘာလို့ဖျားရှင်ကအသက်ရှင်စေချင်တယ်လဲ။အဲ့မှာနည်းစနစ်ရှိပါတယ်။အဲ့မှာအဓိပ္ပာယ်ရှိတယ်။အဲ့မှာရည်ရွယ်ချက်တွေရှိတယ်။အဲ့ဒါပါလေသူတပားကိုလွတ်မြောက်စေခြင်းဖို့ဖြစ်တယ်။ freedom အဲ့ဒါကြောင့်မဲ့တမာတရားစစ်မှန်တဲ့တမာတရားကသာလေလူသားတွေကိုလွတ်မြောက်ခြင်းပေးတယ်။ အဲကြောင့်စစ်မှန်တဲ့တမာတရားဖြစ်ဖို့အတွက်ကကျွန်တော်ဘာလို့ပြောလဲဝိညာဉ်လူဖြစ်ပြီးခါမှဖျားရှင်ရှိကနေလာတဲ့ဝိညာဉ်ရေးရာအချက်လက်တွေကိုဖော်ပြပြီးမှသာလင်ကျွန်တော်တို့ကလွတ်မြောက်တော့ခုံကိုသူတပားကိုပေးနိုင်မှာဖြစ်တယ်ကိုကိုယ်တည်းကမလွတ်မြောက်ပဲနဲ့သူတပားကိုလွတ်မြောက်ခြင်းပေးနိုင်မှာမဟုတ်ဘူးဒါကြောင့်ဖျားကိုချစ်တဲ့ဖျားရဲ့တာသမီးတွေဒီနေ့ဖျားရဲ့နှုတ်ကပတ်တော်အတိုင်း ဝိညာဉ်ရေးရလူဖြစ်ပြီးခါမှဖရားရဲ့အလိုတော်ကိုနားလည်ပြီးမှဖရားရဲ့အလိုတော်တိုင်းအသင်းတော်ကိုတည်ဆောက်တော်သူများဖြစ်ဖို့လိုအပ်တယ်။ကိုယ့်ရဲ့စိတ်တိုင်းကအသင်းတော်ကိုတည်ဆောက်တော်သူကိုယ့်ရဲ့စိတ်တိုင်းကမိမိကိုယ်ကိုတည်ဆောက်တော်သူမဟုတ်ပဲနဲ့ဝိညာဉ်တော်ရဲ့ဖော်ပြပေးထားတဲ့အတိုင်းအသင်းတော်ကိုတည်ဆောက်မယ်ကိုယ့်ကိုယ်ကိုတည်ဆောက်ပြီးခါမှသူတပားကိုလွတ်မြောက်ခြင်းပေးနိုင်တဲ့ နော်ဝိညာဉ်ရေးရာလူများဖြစ်ကြရအောင်လို့ဒီနေ့မှကျွန်တော်ခွန်အားပေးခြင်းပါတယ်။ကြာနှစ်တို့ရောက်စီတိုင်းပေါ်မှာဖျားရှင်ဆက်လွယ်ကောင်းချီးပေးပါစေ။ဆိုတော့ကျွန်တော်ဒါအပိုင်းနှစ်ဖြစ်ပါတယ်။ဆက်လက်ပြီးမှနောက်တစ်ပတ်မှကျွန်တော်အပိုင်းသုံးဆက်လက်ပြီးမှကျွန်တော်လေ့လာကြမှာဖြစ်ပါတယ်။အဲထဲမှာကြတော့ဝိညာဉ်လူဖြစ်ပါပြီ။ကျွန်တော်ဝိညာဉ်လူလည်းဖြစ်ပြီးဝိညာဉ်လူဖြစ်ပြီးတာနဲ့ကျွန်တော်ကဘာလို့ဖွလို့ရတယ်လဲအရေးကြီးတာကစက္ကန့်အနှံ့ချင်းဘာတွေကိုစက္ကန့်အနှံ့ရမလဲ။ ကိုရဲ့အချိန်နေအတိုင်းနော်ကိုမှရှိတဲ့အချိန်နေကိုလေးလာရမယ်အရာအားလုံးကိုအချိန်ပေးပြီးခါမှာဖျားရှင်စီမှာစက္ကန့်အနှံချင်းရှိရမယ်ဆိုတော့ကောင်းစဉ်အဖြစ်ကျွန်တော်တို့တကွာပြန်ပြီးမှလေးလာကြမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဖျားရဲ့နှုတ်ကပတ်တော်အပိုင်း၃ကိုဆက်လက်ပြီးမှကျွန်တော်တို့တို့ကွာလေးလာပြီးမှဖျားရဲ့သခင်ရဲ့ဘုံတော်ထင်ရှားစေနိုင်တဲ့ယုံကြည်သူတွေဖြစ်ကြရအောင်လို့ကျွန်တော်ဒီကနေ့ဖိတ်ခေါ်ပြစေကြားနာတော့အရောက်စီတိုင်းပေါ်မှာဖျားရှင်ကောင်းချီးပေးပါစေ